6လပိုင်းအတွင်းမှာတော်တော်လေးကိုတိတိတတ်တာကန်ကောင်းလာမယ်နေ့နံနေရှိတယ်။တနင်္ဂနွေစနေအင်္ဂါကြာတာပရိဖြစ်ပါတယ်။ဆိုတော့ဒီနေ့နံတွေကဘာဖြစ်လို့6လပိုင်းနေ့မှာကန်သာတာလေးကပြန်ကောင်းလာတာလဲဆိုတော့အတိတ်ကိုသွားကြည့်မယ်ဆိုလို့ရှင်အဲ့ဒီနေ့နံတွေကတော်တော်လေးကိုမကောင်းခဲ့ဘူး။လွန်ခဲ့တဲ့အတိတ်ကိုပြန်သွားကြည့်အနည်းဆုံး3လပိုင်းလောက်ကိုပဲပြေးကြည့်လိုက်။အဲ3လပိုင်းမဟုတ်9လပိုင်းလောက်ကိုပဲပြေးကြည့်လိုက်။9လပိုင်းမှာတနင်္ဂနွေသားသမီးတွေ ပြီးရင်အင်္ဂါသသမိတွေစနေသသမိတွေကြာတာပရိသသမိတွေတော်တော်လေးကိုမကောင်းတာတွေဖြစ်တယ်ကိုယ့်ရဲ့မိသားစုနဲ့ပတ်သက်လို့ရောအဖေမိနဲ့ပြဿနာများတာရှံဖြစ်တာပြောရဆိုရတာမျိုးတွေဖြည့်ရှင်းပြနေရတာမျိုးတွေဘာမှလည်းမဟုတ်ဘဲနဲ့ကိစ္စလေးကတည်တည်လေးကိုပုံကြီးချဲ့ပြီးကြီးဖြစ်သွားပြီးတော့ပြဿနာတွေကထောက်လျှောက်ပေါက်တောက်တွေအဲ့လိုတလွဲတွေဖြစ်တာမျိုးတွေတော်တော်လေးကိုများခဲ့တဲ့သဘောတရားတွေမှာရှိနေတာဒါကြောင့်ဒီတနင်္ဂနွေအင်္ဂါစနေကြာတာပရိသသမိတွေကို ဒါ6လပိုင်းတုန်းမှာကန်စတာလေးပြန်ပြီးတော့မှကောင်းမွန်လာမယ်လို့သတ်မှတ်လို့ရတဲ့ထဲမှာပါသွားတာဖြစ်ပါတယ်။နားလည်းလွယ်အောင်ပဲပြောရမယ်ဆိုလို့ရှိရင်6လပိုင်းအတွင်းမှာကျွန်တော်ရှေ့ကပြောသွားတဲ့နေ့နံတွေကအစိုးရတွေကနေလွတ်သွားပြီးတော့ကောင်းမွန်တဲ့သဘောတရားတွေများစွာကြီးဆိုးလာမယ်။အတိတ်ကကိုယ့်အတွက်မကောင်းခဲ့တဲ့အရာတွေကကိုယ့်အတွက်ပြန်ပြီးတော့မှကောင်းမွန်လာမယ်သဘောတရား။အတိတ်မှာကိုယ်ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေအားလုံးနှီးပါးကပပျောက်သွားပြီးတော့ကိုယ့်အတွက်အခွင့်အလမ်းကောင်းတွေပေါ်လာမယ်သဘောတရားတွေမှဖြစ်တယ်။ အရင်တုန်းကဒီစနေတို့တနင်္ဂနွေတို့အင်္ဂါတို့ကြာတာပရိတို့ကဒီဒီတစ်လပိုင်းနှစ်လပိုင်းသုံးလပိုင်းလေးလပိုင်းငါးလပိုင်းအရင်ကြီးသိစာရင်မကောင်းခဲ့ဘူးနည်းနည်းလေးလမ်းပြောင်းနေသလိုလေးဖြစ်ခဲ့တာပေါ့အဲ့လိုမသိဘူးလားကိုလိုချင်တာတွေမရဘဲနဲ့လွဲလွဲနေပြီးတော့လေအဲ့လိုတလွဲတွေဖြစ်ဖြစ်နေရတာပြီပေါ့နော်အဲ့လိုမျိုးကိုယ့်ကိုယ်လည်းဒါကမကောင်းလို့ခံစားမိကောင်းခံစားမိရမှာပါဒါနိမ့်နေသားသမီးပါမယ်ဆိုလို့ရှိရင်လေဆိုတော့ပြောချင်တာက6လပိုင်းအတွင်းမှာ ျွန်တော်ရှက်ပြောသွားတဲ့နေ့နံနေ့တော်တော်လေးကန့်ချင်နေတဲ့တိစားတွေပြန်ကောင်းလာရင်နဲ့အဆင်ပြေလာမှုတွေဖြစ်လာနိုင်တယ်ကို့တို့ကအခွင့်အမ်းကောင်းတွေများတော့ပေါ်လာပြီးတော့မှရှေ့ဆက်လာမယ့်အနာဂတ်တော့အလိုလမ်းသားလေးတွေပြန်လဲရှာတွေ့မယ့်သဘောတရားလေးဖြစ်တယ်ပြောချင်တာကအခုလက်ရှိမှာမိတ်ဆွေနေနေလေးလမ်းပြောင်းနေသလိုလေးဖြစ်နေတယ်မေဗျာအဲ့လိုဘာလို့ရှင်တို့လှုပ်ရှင်နေမှမသိတာမျိုးတွေတို့ကိုယ့်ကိုယ်တိတ်ပြီးတော့မှစိတ်အလိုမကျတာမျိုးဖြစ်နေရမျိုးတွေတို့ငါဒါလုံနိုင်ရင်ဒါနဲ့ငါဘာဖြစ်တယ်ညာဖြစ်တယ်စသဖြင့်ကိုယ့်ကိုယ်ကိုယ်အလိုအလိုမကျမှုတွေများတော့ဂျုံနေရတတ်တယ်ဆိုပေမဲ့ ကို့အတွက်အခွင့်အလမ်းကောင်းတွေပေါ်လာမဲ့သဘောတရားလေးတွေ6လပိုင်းတွေမှာရှိပါတယ်အခွင့်အလမ်းကောင်းတွေဆိုတာကကို့ကိုတစုံတစ်ယောက်ကအကူအညီပေးတာမျိုးအထောက်ပံ့ပေးတာမျိုးကို့အတွက်အားကိုးလို့ရနိုင်မဲ့လူတစ်ယောက်ပေါ်လာတာမျိုးတွေအရင်ကကြုံခဲ့ရတဲ့ကို့အတွက်စိတ်တော့ကရောက်စရာတွေစိတ်အဆက်မပြေတာကိစ္စတွေပပျောက်သွားပြီးတော့ကောင်းမွန်တဲ့အလိုမျော်လင့်ချက်ရောင်ကြီးလေးတွေတန်းလာတဲ့ကာလာမျိုးကို့အတွက်ယုံကြည်စိတ်ချရတဲ့လူတစ်ယောက်အနားမှာရောက်လာတာမျိုးသို့မဟုတ်ကို့အတွက် အဲ့လိုဗျာကောင်းတဲ့အရာတွေကြီးစိုးလာတာမျိုးတွေတော်တော်များများဖြစ်တတ်တဲ့သဘောတရားလေးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ဒီတနင်္ဂနွေအင်္ဂါစနေကြာသပတေးသမီးတွေ6လပိုင်းတွေမှာတိတိတတ်တာထူးထူးခြားခြားလေးကန်တတာလေးပြန်ပြီးတော့မှကောင်းမွန်လာလေးတွေ့ရပါလိမ့်မယ်လုပ်ငန်းကိုင်ငန်းပိုင်းနဲ့ပတ်သက်လို့အပြောင်းလဲလေးတွေဖြစ်သွားမယ်ကို့အတွက်ကောင်းမွန်တဲ့အလုပ်ကိုင်ခွင့်လန်းတွေပေါ်လာနိုင်တယ်လက်ရှိကကို့မှာလုပ်ငန်းတစ်ခုခုလုပ်နေပြီးသားရှိရဆိုရင်တောင်အစ်စ်အစ်စ်တော်ခွင့်လန်းတွေထပ်ပြီးတော့မှပေါ်လာတာမျိုးတွေဖြစ်တတ်တယ်အလုပ်ကမ်းလန်းခံရတာမျိုးတွေသို့မဟုတ်အလုပ်လျှောက်တယ်ဆိုလို့ရှိရင်လည်းအလုပ်ရ တာမျိုးတွေကိုယ်ကူညီမဲ့သူပေါ်လာပြီးတော့မှအလုပ်ပေးမဲ့သူပေါ်လာတာမျိုးတွေဒါမျိုးတွေဖြစ်တဲ့သဘောတွေကမပါတယ်။ငွေကန်နဲ့ပတ်သက်လို့လည်းပြန်ကောင်းလာမှာဆိုတော့ငွေကြီးနဲ့ပတ်သက်တဲ့ခက်ခဲရှိမယ်ဆိုလည်းကူညီမဲ့သူတွေကပေါ်လာပြန်ရောငွေကြီးနဲ့ပတ်သက်လို့လည်းကိုယ့်အတွက်ကောင်းမွန်တဲ့သတင်းတွေအချို့တွေပြန်တောင်းနေတယ်ဆိုလို့ရှိရင်လည်းပြန်ရတာမျိုးတွေဒါမျိုးတွေဖြစ်တတ်တဲ့ပုံစံဒီမှာရှိတယ်။အခြေအနေပတ်သက်လို့ကတော့အားရလောက်တဲ့အနေအထားတစ်ခုတော့မဟုတ်သေးဘူး။တိုးရမယ်အရင်အထက်စားမယ်ဆိုရင်တော့6လပိုင်းက9လထဲမှာပါလာပြီလို့ပြောလို့ရတယ်။ အခြေအနေပတ်သက်လို့ကအဲ့လိုမျိုးကိုနီးနားမှလည်းကိုအားပေးမဲ့လူတစုံတစ်ယောက်ပေါ်လာတာမျိုးတွေကိုယုံကြည်ရမဲ့လူမျိုးအဲရလာတာမျိုးတွေတို့မဟုတ်ကိုရဲ့အနီးနားမှာရှိနေတဲ့လူကဒါအတိတ်ကတိတ်ပြီးတော့မကောင်းငယ်ဘူးအစ်မပြေခဲ့ဘူးဆိုလို့ရှိရင်လေဒီ6လပိုင်းထဲမှာကိုအနီးနားမှာရှိနေတဲ့လူဟာလိမ္မာလာတာမျိုးတွေတို့ကိုရဲ့ချစ်တူဤသားအရင်ကတော့စိုးရစရာကြီးအခုတော့နည်းနည်းလေးလိမ္မာနေပြီကျွန်မပြောစကားလေးနားထောင်နေပြီစသဖြင့်ဒီသဘောတရားလေးတွေလည်းဖြစ်တတ်ပါတယ်ဆိုတော့များသောအားဖြင့်ကကိုအတွက် ဒီကျွန်တော်ရှက်ပြောရဲနေနံသာသမီ၄ခုပေါ့နော်ဒီ၄ခုအတွက်ကတော်တော်လေးကောင်းတဲ့အနေထားတွေအခွင့်အမ်းတွေများစွာပေါ်လာမှာဆိုတော့အဆက်အသွယ်အရာကိုတတိလေးနဲ့ထားပြီးတော့မှရှေ့ဆက်ပါပြန်ပြီးတော့မှအစဉ်ပြေနိုင်ခြင်းရှိပါတယ်။ကျမိုင်းနဲ့ပတ်သက်လို့ကတော့ခြေောက်ပိုင်းတွေတည်ထားရမယ်။ကိုယ့်ရဲ့စိတ်အခြေအနေကိုကိုပြန်ပြီးတော့မှတည်ထားဖို့လိုအပ်နေမယ်။စိတ်လက်လို့သပယ်မလုံးနဲ့ အဲစိတ်ထဲမှာအလိုမကျတာမျိုးတော့ဖြစ်တာတော့အမှန်ပဲသို့ပေမဲ့စိတ်လိုက်မှန်ပါမလုံးနဲ့ဆုံးဖြတ်ချက်ချရရှိမယ်ဆိုတိချာလေးစဉ်းစားဆုံးဖြတ်ရွေးချယ်ပြီးတော့မှရှေ့ဆက်ပါကောင်းမွန်တဲ့မျှော်လင့်ချက်တွေသို့မဟုတ်ကိုယ့်အတွက်အခွင့်အလမ်းကောင်းတွေအတွေးအကြံအိုင်ဒီယာအသစ်သစ်တွေများစွာပေါ်လာပြီးတော့တနင်္ဂနွေအင်္ဂါစနေကြာသပတေးသသမိတွေ6လပိုင်းတွင်းမှာထူးထူးခြားခြားကိုယ့်အတွက်ကံကောင်းမှုတွေများစွာကြုံရတဲ့သဘောတရားတွေအများကြီးပဲရှိပါတယ်ဆိုတော့ ော်တော်လေးကန်တာလေးပြန်ကောင်းလာပါလိမ့်မယ်လက်ဆောင်ပစ္စည်းတွေရတာအဖိုးတန်နဲ့ကြီးကြီးမားမားလက်ဆောင်တွေပါရတာဒါမျိုးတွေဖြစ်တော့ပါတယ်โอเคပါဆိုတော့ကျွန်တော်အခုလက်ရှိပြပြပေးခဲ့တဲ့အချက်အလက်တွေကဒါထလာပိုင်းတို့မှာကန်ကောင်းမဲ့နိမ့်နယ်လေးတွေကိုပြပြပေးခဲ့တာဖြစ်ပါတယ်။အဲတခြားသောနိမ့်နယ်တွေကိုကျွန်တော်မကောင်းပြောတာမဟုတ်ဘူး။သူကလည်းသူကောင်းတယ်။တော်ဝင်မဲ့ဒီနိမ့်နယ်တွေကတော့ပို့ပြီးတော့မှအဆင်ပြေနိုင်တယ်လို့ပြောတာဖြစ်ပါတယ်။